ဝေကွင်းနှစ်ပွဲဆက်တည်ကြရတာနာရီအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်မန်ချက်စတာနိုင်တဲ့ရှုံးမဲ့ထင်ပြီးတော့ throw ဖို့ကြံနေကြတဲ့စကူစင်ပြိတ္တတွေအတွက်ညက်တက်ကပွဲမပြီးသေးမချင်းညက်တက်ရှုံးပြီဆိုတာမပြောနိုင်ကြောင်းတက်တည်ပြလိုက်ပါတယ်ညက်တက်ဟာဒီပါကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာတော်တန်အသင်းကိုဝေကွင်းတောက်ရှင်မြန်ခဲ့ရပြီးတော့တူတူနဲ့တည်ကြလာခဲ့ပါတယ်ညက်တက်နဲ့တော်တန်တို့ဟာပြီးခဲ့တဲ့ရာသီယူရိုပါလိဖိုင်နယ်မှာတော့မကြေပွဲတွေဖြစ်ခဲ့ရပါတယ်ညက်တက်ကလည်းတော်တန်နဲ့တွေ့တာရလက်တွေမကောင်းတဲ့ပဲနဲ့ရုန်းကန်နေရပါတယ် ။ဒီအသည်မှာလည်းနှစ်သင်းကတော့ဖိုးအတွက်အကျိနယ်ဖြစ်နေကြတာကြောင့်ညတဲ့မှာနိုင်ယူစရာအကြောင်းပြချက်တွေအများရှိနေခဲ့ပါလိမ့်။ညတဲ့ဟာစပါးသင်းကိုရင်ဆိုင်ရာမှာပြီးခဲ့တဲ့ရာသီကအမားတွေကိုပြင်ဆင်ဖို့ကြိုးစားခဲ့ပါလိမ့်။ဒီကိုဒါလော့ကိုရန်ကုန်ပို့လိုက်ပြီးတော့တိုက်စစ်ကိုလည်းစိတ်ချရအောင်အမတ်ကွန်ညာအန်ဘူမိုဖြစ်ပွဲထွက်လာခဲ့တဲ့ United ဟာလန်ဒန်မှာဥဆောင်ကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါလိမ့်။ညတဲ့ရဲ့ဥဆောင်ကိုအော်တိုဘာလာအတွက်အကောင်းဆုံးကစားမဆုကိုရရှိခဲ့တဲ့အန်ဘူမိုကပဲသိမ်းပေးသွားခဲ့ပါလိမ့်။ စပါးနောက်တန်းရဲ့ခံစီကစားပုံမတည်တဲ့ရကနေအာမတ်ဒီယာလူကဖြတ်တင်ဘောတစ်ခုပေးပို့လိုက်ပြီးတော့အမ်ဘိုမိုကဘီဒိုပေါ်ရိုရဲ့နောက်ကနေကောင်းတိုက်သင်ယူသွားခဲ့တာပါအဲဒါကြောင့် United ဟာပထမပိုင်းမှာ1-0နဲ့ဦးဆောင်ထားပြီးတော့ Dark Truck ကောင်းတဲ့45မိနစ်ကိုပိုင်းဆိုင်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းမှာချီပါကိုရရှိဖို့ကြိုးစားလာတဲ့စပါးစီကတိုက်စစ်လိုက်ညီတကူပြီးတကူရိုက်ခဲ့လာခဲ့ပြီးတော့ Sunny Lemons ကအကောင်းဆုံးလက်စွမ်းပြကာကွယ်နေခဲ့ပါတယ်ဒါပေမဲ့ United တို့လူစားလဲပြီးသွားတဲ့နောက်မှာအသင်းရဲ့ဟာကွက်တီပေါ်လာခဲ့ပြီးတော့ဂိုးတွေပြန်ပေးရတဲ့ဇလန်းတွေပြန်လဲစတင်လာခဲ့ပါတယ် ဝယ်ပြီးကနေ6မိနစ်လောက်မှာဒန်နီဥဒိုဂီရဲ့ဖန်တီးပေးမှုကနေမာတိုင်းတဲကခြေပါကိုရရှိသွားခဲ့ပြီးတော့90မိနစ်မှာရစ်ချာလီဆန်ကအော်ဒိုဗာရဲ့ဖန်တီးပေးမှုကနေနောက်တစ်ခုတင်လိုက်တဲ့အခါမှာတော့ United တို့အရင်နှင်းရတော့မလားထင်ခဲ့ကြရပါတယ်။ကံကောင်းရင်တော့အချိန်မူက6မိနစ်တောင်မှပေးထားတာပါ။ညတဲ့အတွက်ပွဲမပြီးသေးရင်ရှုံးပြီလို့ပြောလို့မရကြောင်း3မိနစ်မှယူဆတဲ့ကုန်ပုံတိုင်းတက်တည်ပြခဲ့ပါတယ်။96မိနစ်မှရရှိခဲ့တဲ့တောင်းကံပေါခွေကနေဒီလီကကောင်းတိုက်သွင်းပြီးတော့ခြေပါကိုရယူပေးသွားခဲ့ပါတယ်။အဲဒါကြောင့် United တို့ဝေကွင်းမှာတူးတူးနဲ့တည်ကြခဲ့ပြီး ရမှတ်တမတ်ခွဲယူလိုက်ရပါတယ်။နိုင်တဲ့ဟာပြီးကြတဲ့ဘက်မှာ၃ပွဲစတိုက်နိုင်ရရှိခဲ့ပြီးတဲ့နောက် Northern Forest ကိုဝေးခွင့်မှာတည်ကျခဲ့ပါတယ်။အဲဒါကြောင့်၅ပွဲစတိုက်တည်ကျခဲ့ပြီးတော့အမှတ်တွေရော့ခဲ့ရတာကြောင့် Top 4ဝင်ခွင့်မှာလည်းအနည်းငယ်နဲ့နာသွားခဲ့ရပါတယ်။ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင် United ဟာရင်ပွဲတွေကတည်းကစာရင်တည်တတာတုတ်တက်လာနေတာတွေ့ရပါတယ်။နေပြည်တော်ကိုရိုင်းက ကောင်းမမာတော့ပဲနဲ့အဆင်ပြေနေတဲ့လူစည်းရင်းကိုပဲစတိုက်ပွဲထုတ်နေပြီးအာမတ်ကွန်ညာတို့ခြေစွမ်းပြနေကြပြီးတော့အန်ဘူမိုကလည်းပွဲတိုင်းနီးပါးကိုရရှိနေပါတယ်။ ညတကပြီးခဲ့တဲ့ရာသီဆက်ပစ်အားနဲ့ကြည်ရှိခဲ့ပေမဲ့ဒီရာသီမှာတော့ဒါကိုကောင်းကောင်းအသုံးချရင်လည်းလည်းတစ်ခုပြပြန်လဲအသုံးပြနိုင်နေပါပြီ။ပြီးခဲ့တဲ့ရာသီတုန်းကဂိုးရီပေးလိုက်ရရင်ပြန်မလာနိုင်တော့ဘဲနဲ့စိတ်ထဲကြာသွားတဲ့တဲ့ကဒီရာသီမှာနောက်ဆုံးမိနစ်ထိတိုက်ပွဲဝင်နေကြပြီးတော့ရမှတ်ရရှိဖို့အတွက်ကစားမတိုင်းကကြိုးစားရုန်းကန်ပေးနေကြတာအားရစရာတစ်ခုဖြစ်လာပါပြီ။ဒါပေမဲ့ United မှာအားနဲ့ချက်တွေလည်းကျန်ရှိနေပါသေးတယ်။ညတကပြိုင်ဘက်ကိုဘောလုံးပြီးကန်လိုက်ရတဲ့နေသားမျိုးမှာပြရခန့်နေတက်ပြီးတော့ ခန်းစည်းယူပေါက်တွေဖြစ်ပေါ်လာတတ်ပါလိမ့်။ဗန်မင်ဆက်စကိုကလည်းလီသစ်မှာဂုတိအသားကြဖို့ရုံးကန်နေရုံဖြစ်ပြီးတော့ပရီးမီးယားလီဂ်ရဲ့အရှိန်အဟုန်ကိုအမီလိုက်နိုင်ခြင်းမရှိသေးပါဘူး။နောက်ဆုံးမိနစ်တွေမှာဗန်ဒီဗန်နဲ့ညီကြိုင်နဲ့ဒဏ်ရာရှိသွားခဲ့တာကြောင့်ယူနိုက်တက်ကလည်းဇေယောက်သေးဆက်ပြီးတော့ကစားလိုက်ရပါလိမ့်။ဆိုးဝါနေတဲ့ကစားမတစ်ယောက်ကတော့မန်နျူဥကာတီဖြစ်ပါလိမ့်။ဥကာတီဟာယူနိုက်တက်ပေးလိုက်ရတဲ့ကိုနေကိုဇလုံးအတွက်တာဝန်ရှိသူဖြစ်ပြီးမေးပြောက်ချင်ရာကောင်းတဲ့ညာတညာဖြစ်နေမှာပါ။ဒီပြားရဲ့လူစားလဲမှုတွေကလည်းဝေဖန်မယ်ဆိုရင်တော့ဝေဖန်ခြင်းစရာအကြောင်းအရာတစ်ခုဖြစ်ခဲ့ရပါလိမ့်။ နိုင်ငံကပိတ်ရပြီးမှ United တို့အားနည်းချက်တွေပြုပြင်ပြီးတော့ဒီထက်ပိုကောင်းတဲ့အတင်းအသင့်ဖြစ်ပြန်လာနိုင်မလားဆိုတာဆက်လက်ဆောင်ကြည့်သွားရမှာဖြစ်ပါရည်ညာကြည့်ရှုပေးကြအားလုံးကိုကျေးဇူးအထူးတင်ရှိပါရည်ညာ